ပဲခူးတိုင်းဒေသကြီးရွှေကျင်မြို့နယ်ဒဂုံတိုင်းကျေးရွာမှနေထိုင်တဲ့2025ခုနှစ်တက္ကသိုလ်ဝန်ထမ်း Grade 2ဆမဝဲဖြစ်ဆိုမဲ့ကျောင်းသားတအူးပျောက်ဆုံးနေတာတပတ်ခန့်ကြာမြင့်နေပြီ။မလ18ရက်မွန်လယ်ပိုင်းအထိပြန်လည်တွေ့ရှိခြင်းမရှိသေးဘူးလို့သက်ဆိုင်ရာမိသားစုအတိုင်းဝိုင်းထံကသိရပါဗျ။ ပျောက်ဆုံးနေတဲ့အကြောင်းသားဟာရွှေကျင်မြို့နယ်တကွန်နိုင်ကျေးရွာနေမောင်ကောင်းခန့်ကျော်အသက်၁၈နှစ်ရှိသူဖြစ်ပြီး၎င်းဟာတကွန်နိုင်အထက်ကတက္ကသိုလ်ဝန်ထမ်းဂရိတ်တွဲမှပညာသင်ကြားနေသူဖြစ်ခါစာတော်တဲ့အကြောင်းသားတဦးဖြစ်တယ်လို့သိရပါတယ်။မောင်ကောင်းခန့်ကျော်ပျောက်ဆုံးသွားတဲ့အချိန်လေးနဲ့ပတ်သက်ပြီးပြောက်တာကမလ17ရက်နေ့လယ်12နာရီခွဲလောက်ကပါအပြင်သွားမယ်ပြန်လာမယ်ဆိုပြီးထွက်သွားတာအဲ့ဒီထွက်သွားပြီးကလေးကညနေပိုင်းရောက်တဲ့အထိပြန်မလာတော့မှပြောက်နေမှန်းသတိထားမိတာ မလ16ရက်အထိပြန်မလာသေးဘူးရှာလို့လည်းမတွေ့သေးဘူးဘလို့ဖြစ်ပြီးပျောက်သွားတယ်ဆိုတာလည်းအတိအကျမသိသေးပါဘူးသူထွက်သွားတော့ဖုန်းရောဆိုင်ကယ်ရောပါသွားတယ်မလ17ရက်မှာပျောက်သွားပြီး17ရက်နေ့ကျရဲစခန်းမှာသွားပြီးလူပြောက်တိုင်ကြားထားတာပဲရှိပါတယ်အခုထိတော့ဘာတဲ့မှမရသေးဘူးခလေးကအစာတော်ပါတယ်နှစ်တိုင်းပထမစုကြီးပဲရတာဒီနှစ်လည်းမလ23ရက်14ရက်နေ့မှာစုယူရမှာမယူရသေးပဲနဲ့ပျောက်သွားတာပါလို့မောင်ကောင်းခန့်ကျော်နဲ့အမတော်ဆက်သူကမလ16ရက်ညနေပိုင်းကပြောပါရယ် မောင်ကောင်းခန့်ကျော်ဟာ grade 12ကျောင်းသားဖြစ်တဲ့အတွက်မလ18ရက်နေ့မှာတက္ကသိုလ်ဝင်ဆောင်မဝဲဖြည့်ဆို့ရမှာဖြစ်ကြောင်းစာတော်တဲ့ကျောင်းသားဖြစ်ပြီးပညာရေးထူးကျော်စုလူမှုထူးကျော်စုတိုင်းဒေသကြီးကိုစားပြုအဆင့်ထိရရှိခဲ့တဲ့ကျောင်းသားတစ်ဦးဖြစ်ကြောင်း ၎င်းဟာဖခင်ကွယ်လွန်သွားပြီဖြစ်ပြီးမိခင်နဲ့သာနေထိုင်ရသူဖြစ်ကောင်းတက္ကသိုလ်ဝန်ထမ်းဆောင်မွေးဖြည့်ဆို့ကနေ၎င်းပြောင်းဆုံးသွားတဲ့အတွက်ရွှေချင်မြို့နေသူတွေစိတ်မကောင်းဖြစ်နေပြီး၎င်းတို့ရဲ့သားသမီးတွေအရေးကိုလည်းစိုးရိမ်ထိတ်လန့်နေကြောင်းဖန်စီခေါ်ဆောင်သွားသူတွေရှိပါကမြေတီအကြောင်းတွေရှိပါစေခရစ်တွန်းဆောင်မွေးဖြေဖို့အမိပြန်လွတ်ပေးဖို့မြေတားရက်ခန့်ကြောင်းမောင်ကောင်းခန့်ကျော်နဲ့နှိစက်တဲ့မိတ်ဆွေအတိုင်းဝိုင်းတွေကလူမှုကွန်ရက်မှာ post တင်ပြီးအကူအညီတောင်းခံမှုပြုလုပ်ထားတယ်လို့သိရပါဗျာ